ရစပီရီဒူအန်ယူဂျီရဲ့2025ခုနှစ်နိုမာလ6ရက်နေ့မနခင်ပြည်ရင်းသေးများကိုကျမအနေဦးမိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရရှင်။စစ်ရေးလှုပ်ရှားမှုများတိုးပွားလာမှုကြောင့်ဖရိုဆိုထားလဲနန်ဖဲလာမကြီးကိုပိတ်ဆို့ထားမှာဖြစ်ကြောင်း KNDF ကပြည်သူများကိုတရိပ်ပေးတဲ့သတင်းကိုဥစွာတင်ပြပေးပါမယ်။ကရင်နီပြည်နယ်ဖရိုဆိုမြို့နယ်တွင်စစ်ကောင်စီတပ်ဖွဲ့အများကြီးစစ်ရေးလှုပ်ရှားမှုများတိုးပွားလာမှုကြောင့် ဖရိုဆိုထားလဲနှမ်းဖဲ့လမ်းမကြီးကို ပိတ်ဆို့ထားမိဟုကရင်နီအမျိုးသားများကာကွယ်တမတော်ခန်ဒီယက်မှပြည်သူများအားနှုံးပါလ9ရက်နေ့တွင်အတိပေးထုတ်ပြန်ထားပါတယ်။အဆိုပါလမ်းမကြီးကို လုံမ6ရက်မှစတင်ကရက်ကန့်တက်မရှိပိတ်ဆို့ထားမိဖြစ်ပြီးဖြတ်တန်းသွားလာမှုလုံးဝမပြုတ်လို့ပါရန်တိုက်တွန်းထားပါတယ်။ထုတ်ပြန်ချက်ရစစ်ကောင်စီတပ်ဖွဲ့များသည်နှုံးပါ၃ရက်မှစတင်ကမက်ခရိုရှိကျေးရွာဖက်မှထားလဲဖက်တို့မျက်နာမှုကစစ်ကြောင်းထိုးလှုပ်ရှားမှုများ ပြန်လည်ဆောင်ရွက်လာခဲ့ပြီး KNDF နဲ့ဆက်ဆက်တော်လှန်တပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားနေတာကြောင့်ပရိုဆိုထားလဲနန်းဖဲလမကြီးအပါဝင်ဆက်ဆက်လမ်းတွယ်များကိုလည်းပိတ်ဆို့ရန်ဆုံးဖြတ်ခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်ရှင်။ဆက်လက်ပြီးကြာကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီနဲ့မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးကျင်းပပြုလုပ်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ ကြာကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီနဲ့မကွေးတိုင်းမှပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွဲဆောင်ဆွေးနွေးပွဲအစည်းအဝေး22မြင်းဆောင်2025ကိုလွန်မာလ9ရက်နေ့နေ့လယ်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါရသည်။အစည်းအဝေး၌ ြားကာလဒေသန္တရပြည်တော်အချုပ်ရေးပေါ်ဆောင်မှုဗဟုကော်မတီအတွင်းရင်းမှုအဖွဲ့ဝင်နှစ်စစ်နဲ့စွမ်းအင်ဝင်ကြီးဌာနတွဲဖက်အတွင်းဝင်မှအဖွဲ့မှစကားပြောကြားခဲ့ပြီးမြို့နယ်များ၏အဂျင်ဒါတင်သွင်းဆွေးနွေးမှုပေါ်သက်ဆိုင်ရာဝင်ကြီးဌာနမှပြန်လည်ဆွေးနွေးဆောင်ရွက်ခဲ့ကြတယ်လို့သိရပါတယ်။အဆိုပါစည်းဝေးသို့အမြဲတမ်းအတွင်းဝင်များဒုတိယအတွင်းဝင်များတွဲဖက်အတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့မကွေတိုင်းမှမြို့နယ်ပြည်တော်အချုပ်ရေးဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကိုနေ့လယ်3:00ခွဲချိန်တွင်ရင်နာခဲ့ပါရရှင်။ မြန်မာစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုများပြင်းထန်လာပြီးအောက်တိုဘာလအတွင်းအရက်သားများ165ဦးသေဆုံးတဲ့တရင်ကိုဆက်လက်တင်ပြပါမယ်။2025ခုနှစ်အောက်တိုဘာလအတွင်းမြန်မာစစ်ကောင်စီလေတပ်မှလေကြောင်းတိုက်ခိုက်မှု124ကြိမ်ကျော်ပြုလုပ်ခဲ့ပြီးထိုတိုက်ခိုက်မှုများကြောင့်အရက်သားပြည်သူများ၊ចောင်းသား၊ចောင်းသူကလေးငယ်များပါဝင်စုစုပေါင်း165ဦးသေဆုံးခဲ့ပြီး305ဦးဒဏ်ရာရရှိခဲ့ကြောင်း MDSI မှနှုန်းမှာ9ရက်နေမှတိပေးထုတ်ပြန်ပါတယ်။ ရေကြောင်းတိုက်ခိုက်မှုများသည့်နိုင်ငံတော်ဝန်တိုင်းနယ်ပြည်နယ်အများပြားတွင်ဖြစ်ပွားခဲ့လို့ဖော်ပြထားပါတယ်။စစ်ကောင်စီလေးတပ်မှတိုက်ခိုက်မှုများတွင်ဇက်တိုက်လေယာဉ်များကဲ့သို့သမရိုးကြလေကြောင်းတိုက်ခိုက်မှုများပြင်ကုန်ကျစရိတ်တက်တာပြီးအလွဲတကူအသုံးပြုနိုင်သည့်ပါရာမိုတာနှင့်ဂိုင်ရိုကော့ပတာကဲ့သို့စစ်လေယာဉ်များကိုပုံမှုအသုံးပြုလာခြင်းကိုတွေ့ရတယ်လို့အသိပေးထားပါတယ်။ ထိုတိုက်ခိုက်မှုများကိုညဖက်အိတ်ဆက်ချိန်နဲ့လူစုဝေးရပွဲတော်များဖျားပွဲများကဲ့သို့နေရာများကိုရည်ရွယ်ချက်ရှိရှိထိရောက်စွာပစ်မှတ်ထားခြင်းကိုပြသထားပြီးတော်လိုင်းတပ်ဖွဲ့များထိန်းချုပ်နေမည်ရှိပြည်သူလူထုဤပုံမှန်နေထိုင်မှုကိုဖျက်ဆီးရန် လုံးချုံမှုခံစားချက်ကိုပျောက်ဆုံးစေရန်အစုလိုက်ပြုံးလိုက်ထိခိုက်သေးဆုံးမှုများဖြစ်စေရန်ရည်ရွယ်ထားကြောင်းဖော်ပြထားပါရရှင် ကိုလင်းခရိုင်ပီတီအက်ဖ်ရဲဘော်များကိုစိန်ခေါ်မှုရင်ဆိုင်ရန်နဲ့ညီညွတ်မှုထိန်းသိမ်းရန်ကွက်ကဲရေးမှုတိုက်တွန်းတဲ့တဲ့ကိုဆက်လက်တင်ပြပါမယ်။မြန်မာနိုင်ငံကောလင်းခရိုင်ရှိပြည်သူ့ကာကွယ်တပ်မတော် PDF ရဲဘော်များအားတော်လှန်ရေးလမ်းခီးတွေစိန်ခေါ်မှုများကိုတတိရှိစွာရင်ဆိုင်ရန် စည်းလုံးညီညွတ်မှုကိုထိန်းသိမ်းရန်နဲ့ပြည်သူအကျိုးကိုရှေ့တန်းတင်ဆောင်ရရန်ကိုလင်းခရံကွက်ကင်းရေးမှူးကတိုက်တွန်းပြောကြားခဲ့ကြောင်းကိုလင်းခရံအမှတ်နှစ်တက်ရင်လေ့ကျင့်စုဖွဲ့မှုတင်နာအပတ်စဉ်30တင်နန်းစင်းပွဲတွင်ကွက်ကင်းရေးမှူး၏ဂုံပြူတဝန်းလှော်ကိုဖတ်ကြားရရန်ပြောကြားခဲ့ပါသည် တည်နှံကာလအတွင်းရဲဘော်များအားဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေး၏အရေးပါမှုခက်မီစစ်ရေးဗျူဟာများလက်နက်အမျိုးအစားကင်တွင်နှီးများမြို့ပြနှင့်ကျေးလက်တိုက်ပွဲဝင်နှီးများနှင့်ပြည်သူအကာအကွယ်ပေးရေးဆိုင်ရာအသိပညာများကိုတင်ကြားပေးခဲ့ကြောင်းပြောကြားထားပါသည် ကုတ်ကဲရဲမှုကခက်ခဲစွာရရှိခဲ့သောအသိပညာနဲ့စွမ်းရည်များသည့်တော်လှန်ရေးအတွက်အလွန်ရေးပါကြောင်းပြောကြားခဲ့ပြီးတင်နန်းစင်ရဲဘော်များသည့် UNG ကကွေးမူဝါဒနှင့်ငီ PDF တက်စာလေးပါခြေခံ၍စစ်တေကျင့်ဝတ်နှင့်အငီလိုက်နာကျင့်သုံးမိရဲဘော်ကောင်းများဖြစ်လာမယ်လို့ယုံကြည်ကြောင်းဆိုထားပါတယ်။တင်နန်းစင်ချင်းသည့်ပြည်သူများ၏လုံခြုံရေးပုံမတိုးတက်စေရန်နှင့်စစ်ကောင်စီအကြမ်းဖက်မှုများကိုတွန်းလှန်နိုင်ရန် အင်းအားသစ်ထက်မှန်တိုးပွားလာခြင်းဖြစ်ကြောင်းခရံအဆင့်အုပ်ချုပ်ရေးနှင့်စစ်ရေးလုပ်ငန်းများတွင်ရဲပေါ်များ၏ကျွမ်းကျင်မှုများကိုအပြည့်အဝအသုံးပြုဆောင်ရွက်သွားမှာဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်ရှင်။နာဂဒေတာတိပကဖာမြာအင်အားတိုးချဲ့ရှိတဲ့သတင်းကိုနောက်ထပ်တင်ပြပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနနာဂဒေတာအမှတ်1အတွက် စ်တင်နှံပေးဖို့လျှင်ရှိကြောင်းပကဖအတံမှာပေါ်ပြထားပါတယ်။ပကဖတပ်ဖွဲ့များကိုနာဂဒေတာတွင် စနစ်တကျစုဖွဲ့လျက်ရှိရလို့သိရပါတယ်။ပကဖအဖွဲ့တွေကိုတနင်္ဂနွေလုံးအတိုင်းတာဖြင့်ကျေကျေပြန့်ပြန့်ဖွဲ့စည်းထားပြီးလူထုစည်းရုံးရဲ့ပြည်သူစစ်မဟာဗျူဟာပေါ်ဆောင်ရေးလုပ်ငန်းတွေကို စနစ်တကျလှုံ့ဆော်လျက်ရှိရလို့ပေါ်ပြထားပါတယ်ရှင်။ဆလပီချောင်းဦးမြို့ဝင်မုံရွာမလေးပခုတ်ကိုလမ်းဆောင်ရှိစစ်ကောင်စီတပ်စခန်းတစ်ခုအားဝင်ရောက်တိုက်ခိုက် စစ်သား5ဦးသေဆုံးတဲ့တွင်လိုမာလာ2ရက်နဲ့6နိုင်ခန့်တွင်6ဦးမြို့ဝင် မုံရွာမန်လေးပခုတ်ကိုလမ်းဆောင်ရှိစစ်ကောင်စီတပ်စခန်းတစ်ခုအားတိုလိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းတက်စီတက်ခွဲမှတရင်ထုတ်ပြန်ပါတယ်တိုက်ပွဲသည်မိနစ်30ခန့်အကြာဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးခဲ့ကာ9ဦးတန်ရာရရှိခဲ့တယ်လို့တော်လှန်ရေးဘော်များဘက်မှရေးဘော်တို့ကြာဆုံးခဲ့ပြီး2ဦးတန်ရာရရှိခဲ့လို့သိရပါတယ်။ဒဏ်ရာရရှိသည့်ရေးဘော်များ ချိန်ကြီးစိတ်ကူတာမှုပေးနိုင်ရဲ့ကြံရဲပုံများဘေးကင်းစွာဆုတ်ခွာနိုင်ရည်၍စခန်းအားအပိသက်သိမ့်ပိုင်နိုင်ခြင်းမရှိခဲ့ပေဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်အဆိုပါစစ်စင်ရင်ကိုလက်စည်းတက်ခွဲမုံရွာခရံအမှတ်စနစ်တရင်တက်ခွဲတုံးကဥဆောင်ခဲ့ပြီး CDSOM ဘိုးစစ်ကြာစစ်ကြောင်းနဲ့ချောင်းဦးမြို့နယ်ဘိုးရဲရင်စစ်ကြောင်းတို့ကပူးပေါင်းပါဝင်ခဲ့လို့ဖော်ပြထားပါတယ်ရှင် မဇုံမြို့နယ်တွင်အရက်ဝယ်ရန်ထွက်လာတဲ့စစ်သား၃ဦးတိုက်ခိုက်ခံရ၂ဦးသေဆုံးတဲ့တွင်ရိုမာလာ၄ရက်နနက်7:20လဲမိနစ်ခန့်တွင်မာလေးတိုင်းငဇုံမြို့နယ်မြို့သားရှေ့ရွာအနီးမြို့သားစည်းမြောက်ဖက်လမ်းအတိုင်းအနောက်ဖက်သို့အရက်ဝယ်ယူထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးအားတော်လှန်ရေးတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Special Task Force ငဇုံတပ်ဖွဲ့ကတရင်ထုတ်ပြန်ပါတယ် အဆိုပါတိုက်ခိုက်မှုကိုမီတာ20အကွာဝေးမှဆင်နွှဲခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်အုပ်နေရာတွင်ပြေးဆုံးခဲ့ပြီးအုပ်တိုင်းများရှိကာထွက်ပြေးလွတ်မြောက်သွားလို့သိရပါတယ်တိုက်ခိုက်မှုအပြီးစက်ကောင်စီတပ်မှအင်အားအလုံးကြီးဖြင့် process ဆင်လာတဲ့ဖြင့်အင်အားမမျှတမှုကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်များအားလုံးအထွေခိုက်မရှိဘဲဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့ဖော်ပြထားပါတယ်ရှင်။အရာတော်မျိုးတွင်ကိစ္စခန်းတခုတိုက်ခိုက်ခံရ စစ်သားများထွက်ပြေးတဲ့တရင်ကိုတင်ပြပါမယ်။လိုမာလ9ရက်နေ့နဲ့စောပိုင်းတွင်အရာတော်မျိုးပေါ်ရှိစစ်ကောင်စီအမှတ်နှစ်ဂိတ်စခန်းကိုတွန်လှန်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဒီဘဲရင်မြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့မှတရင်ရရှိပါရယ်။ထိုထိတွေ့တိုက်ပွဲသည်15မိနစ်ခန့်သာကြာမြင့်ခဲ့ပြီးဂိတ်စခန်းရှိစစ်သားအလုံးစခန်းဆွတ်ခွာထွက်ပြေးခဲ့ကြောင်းထို့နောက်တွန်လှန်ပူးပေါင်းတပ်ဖွဲ့ဝင်များကဂိတ်စခန်းကိုဝင်ရောက်ရှင်းလင်းခဲ့ရာခဲရအချို့တင်းစီရရှိခဲ့ကြောင်းသိရပါရယ်။ က်ခိုက်မှုတွင်စစ်ကောင်စီတပ်ဖွဲ့ဘက်မှထိခိုက်ဒေဆုံးမှုရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးဘဲတော်လှန်ရေးပေါ်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုအရာတော်မြို့နယ်ပကဖဒီပေရင်မြို့နယ်ပကဖနဲ့စစ်တပ်နှင့်ပျောက်ကြားတပ်ဖွဲ့ LDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။ ဆက်လက်ပြီးနတ်တလင်းတွင်ဗျူစောထီစခန်းနှင့်စစ်ကောင်စီကင်းလှည့်တပ်ဖွဲ့ကိုတိုက်ခိုက်တဲ့တွင်လွန်မာ3ရက်မနေ့ပိုင်းတွင်နတ်တလင်းမြို့နယ်မင်းဘူးကျောင်းအောက်စုဗျူစောထီစခန်းကိုပကိုတိုင်းစစ်ဌာနအမှတ်22ဗျူဟာတာယာဝရီခရိုင်တပ်ရင်းတဤဒုံးတပ်ဖွဲ့နှင့်တပ်ခွဲနှစ်တို့ကဒုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်းစစ်ရေးတရင်များအရသိရပါသည်ထုတ်ပြန်ကန်စုတာကစကမ်းမှုနေအိမ်နဲ့စစ်ကောင်စီကင်းပုံဝင်နေသောဗိုလ်တဲစကမ်းကိုလည်းမိရှုဖြစ်စည်းခဲ့လို့သိရပါတယ် ထို့သူတောင်ညိုရဲကင်းစခန်းမှထွက်လာသောစစ်ကောင်စီတပ်ဖွဲ့နှင့်ရဲများကိုမိုက်ချတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှတပ်ဖွဲ့ဝင်တို့ထိဆုံးခဲ့ပြီးဒဏ်ရာရရှိသူများရှိခဲ့လို့သိရပါတယ်ရှင်။မန္တလေးတွင်တစောင်းမုံလပြင်းနေတွင်တွန်လိုင်းသတင်းစကားပါပန်တကူများကျဲချခဲ့တဲ့သတင်းကိုတင်ပြပါမယ်။မလီမြို့တွင်တစောင်းနိုင်ပွဲတော်အတွင်တွန်လှိုင်းသတင်းစကားများပါဝင်သည့်ပန်တကူများကိုကျဲချခဲ့ကြောင်းမလီတပိတ်အင်အားစုများမှသတင်းထုတ်ပြန်ပါသည် ဒဇမုံးလပြည့်နေ့တွင်ပြုလုပ်ခဲ့တာဖြစ်ပြီးမလင်းမြို့၏လေးပြင်းလေးရက်အနက် လူနေရက်ွက်များလမ်းမကြီးများဖျားစီဒီများနဲ့ရေစခန်းရှိများတွင်ပင်ပန်တကူများကိုကျဲချခဲ့ကရေစခန်းရှိတွင်ကျဲချခဲ့သည့် ပန့်တကူများကိုရဲတပ်ဖွဲ့ဝင်များကထွက်ကောက်ခဲ့ကြတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ပြူစောထီအဖွဲ့များကြီးစိုးနေသည့်အခြေအနေအောက်တွင်ပင်မလေးမြို့ခံတော်လှန်ရဲဘော်များကမူသေးထန်စွာရွာသွန်းနေချိန်တွင်အဆိုပါလုံဆောင်ချက်ကိုဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ရှင် ပေါင်းမြုံနယ်တွင်စစ်ကြောင်းမှထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားနှုတ်ကိုလက်နက်များနဲ့ဖမ်းဆီးရမိတဲ့တင်းကိုနောက်ဆုံးတင်ပြပေးပါမယ်။ပေါင်းမြုံနယ်တွင်စစ်ကြောင်းထုံးဝင်ရောက်လာသော စစ်ကောင်စီတပ်မှ69လက်အောက်ခံအင်အား300ကျော်ရှိတပ်ရင်း3ရင်းမှတပ်သား2ဦးထွက်ပြေးလွတ်မြောက်လာရာပေါ့မြုံနယ်ပြည်သူ့ကကွေးရဲ့အဖွဲ့ကဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်းလွန်မာလ9ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ခမာရ109တပ်ရင်းလက်အောက်ခံတပ်သား2ဦးနဲ့ခမာရ419တပ်ရင်းလက်အောက်ခံတပ်သား2ဦးတို့စစ်ကြောင်းအတွင် ထွက်ပြေးလာခဲ့လို့ဖော်ပြထားပါတယ်။ထိုတပ်သား2ဦးနဲ့အတူ RPG တလက်အဖူလေးဖူ MA4 တလက် 40 mm အသီး12လုံး၊လက်ပြက်ဘုံ2လုံး5.56 mm ကြီးတရားနဲ့ G3G 16ခုတို့တင်စီရရှိခဲ့လို့သိရပါတယ်ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG သတင်းထောက်ခရှယ်ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။